KK Park နယ်မြေတွင်းရှိတရားမဝင်အဆောက်အုံ321လုံးကိုဖျော်ချဖျက်ဆီးခဲ့ပြီးတရားမဝင်အဆောက်အုံ160တလုံးကိုလည်းချိတ်ပိတ်သိမ်းဆီးခဲ့ကြောင်းသိရပါဗျာ။ အစိုးရအနေနဲ့ online လိမ်လည်မှုများနဲ့ online လောင်းကစားမှုများအများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြတဲ့ရွှေကုတ်ကုန်နယ်မြေနဲ့မြရီမက်တော်တလေး KK Park နယ်မြေများ၌လုံခြုံရေးတပ်ဖွဲ့ဝင်များအုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ဒေသတွင်းတာဝန်ရှိသူများအပါအဝင်အဖွဲ့ဆောင်ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဖြင့်တရားမဝင်အဆောက်အုံများအတွင်ဝင်ရောက်ရှင်းလင်းခြင်း online လိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့တဲ့သိမ်းဆည်းရမည့်ပစ္စည်းများနဲ့တရားမဝင်အဆောက်အုံများအားစနစ်တကျဖြိုချဖျက်ဆီးခြင်းနဲ့ချိတ်ပိတ်သိမ်းဆည်းခြင်းများဆောင်ရွက်လျက်ရှိရာ ဒီကနေ့ဒီဇင်ဘာ6ရက်အထိ KK Park နယ်မြေတွင်ရှိတရားမဝင်အဆောက်အုံ323လုံးကိုစနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးရွှေကုတ်ကုန်နယ်မြေအတွင်းရှိအွန်လိုင်းလိမ်လည်လောင်းစားမှုကျူးလွန်ရာမှအုံပြုတဲ့ပစ္စည်းများအားထပ်မံ၍အုံပြုနိုင်ခြင်းမရှိစေရန်အတွက်စနစ်တကျမိရှုဖျက်ဆီးခဲ့ကြောင်းသိရပါသည်ယနေ့မှာမြရီမက်ထော်တလေး KK Park အပိုင်း၃နယ်မြေတွင်ရှိတရားမဝင်အဆောက်အုံများဖြစ်တဲ့နှစ်ထပ်အဆောက်အုံ၁၀လုံး လေးထက်အဆောက်အုံ၃လုံးစုစုပေါင်းတရားမဝင်အဆောက်အုံ73လုံးကိုထပ်မံဖြိုချဖျက်ဆီးခဲ့တာကြောင့်အပိုင်း၃နေမြေအတွင်းရှိ အဆောက်အုံ425လုံးအနက် ယနေ့အထိ193လုံးဖြိုချဖျက်ဆီးခဲ့ကြောင်းနဲ့ KK ပါကနေမြေတွင်းရှိတရားမဝင်အဆောက်အုံစုစုပေါင်း635လုံးအနက်321လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်ရွှေကောက်ကုန်နယ်မြေတွင်း၌အွန်လိုင်းလိမ်လည်မှုများလှုံ့ဆော်ရမှာအသုံးပြုခဲ့တဲ့အဆောက်အုံများကိုနိုဝင်ဘာ17ရက်မှစတင်စစ်ဆေးခဲ့ရာယနေ့အထိအဆောက်အုံ694လုံးကိုစစ်ဆေးနိုင်ခဲ့ပြီး၎င်းတို့အနက်အွန်လိုင်းလိမ်လည်မှုနှင့်လောင်းစားမှုလုပ်ငန်းများလုပ်ကိုင်ခဲ့တဲ့အဆောက်အုံ169လုံးကိုစစ်ဆေးတွေ့ရှိရာကြောင်းအဆိုပါအဆောက်အုံများအားပြန်လည်အသုံး ချမှုမရှိစေရေးအတွက်ချိတ်ပိတ်သိမ်းဆည်းခြင်းများကိုဆောင်ရွက်လျက်ရှိရာယနေ့ထိတရားမဝင်အဆောက်အအုံ160တလုံးကိုချိတ်ပိတ်သိမ်းဆည်းခြင်းများဆောင်ရွက်ပြီးဖြစ်ကြောင်းသိရပါသည်။